ောက်တိုဘာလ6ရက်နေ့ညပိုင်းနွေသစ္စာ channel ကနေပြီးတော့နောက်ဆုံးရဒေါ်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးနေပါတယ်။ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းမေတ္တာရပ်ခံပါရစေခင်ဗျာ။ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒီ Lake Go Music ကိုဒီစစ်ကောင်စီကတိုက်ခိုက်တာမှာနယ်မီအချို့ရသွားတယ်လို့သိရပါတယ်။နော်ဝက်လက်မျိုးနယ်အောက်တက်ရွာမှာတပ်ဆွဲထားတဲ့စစ်တပ်ကိုတိုက်ခိုက်တာမှာစစ်သားတွေထိခိုက်ဒေဆုံးမှုများပါတယ် ီးတော့ရေပြူမှာစစ်ကြောင်းထိုးမီးရှို့နေတဲ့စစ်တပ်ကိုတိုက်ခိုက်တာမှာ73တေဆုံးသွားပါတယ်။ပြီးတော့ဒေါင်ဆန်းသူကြီးရဲ့သားကလွတ်လပ်တဲ့သတင်းမီဒီယာတွေကိုပံ့ပိုးပေးဖို့တိုက်တွန်းနေပါတယ်။ပြီးတော့မင်းတုံးမှာလည်းဒီစစ်ကော်မရှင်စစ်ကြောင်းကိုတိုက်ခိုက်တာမှာတေဆုံးမှုတွေများပြားတယ်လို့ဆိုပါတယ်ခင်ဗျာဒီသတင်းတွေကိုစူးစီးတင်ပြပေးမှာဖြစ်ပါတယ်။ပထမဆုံးတရင်တပုတ်အနေနဲ့၄ K ကော်မှာဒီမြို့တဝက်လောက်ကတော့စစ်ကောင်စီ တပ်တွေကထိန်းချုပ်သွားတယ်လို့သိရပါတယ်ကရင်ပြည်နယ်မြဝတီမြို့နယ်လေးကိတ်ကော်မြို့တင်မှာရှိတဲ့နယ်မြေတချို့ကိုစစ်ကောင်စီတပ်ကသိမ်းပိုက်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါရတယ်။မြဝတီမြို့တောင်ဘက်ဝေါ်လီလမ်းပိုက်မှာဆုံးရှုံးထားတဲ့တပ်စခန်းတွေကိုပြန်လည်ရယူဖို့စစ်ကောင်စီတပ်ကဒရုန်းလက်နက်ကြီးပစ်ကူရယူပြီးတော့စစ်မှုထမ်းတပ်သားသစ်တွေကိုအင်အားဖြည့်တင်းကစစ်ကြောင်း၅ကြောင်းနဲ့လေးကိတ်ကော်မြို့တစ်ကိုထိုးပေါက်ဝင်ရောက်လာတာကြောင့် ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ PDF ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တွေဒီတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတာပါဒီအောက်တိုဘာ၄ရက်ကတိုက်ပွဲပြင်းထန်ပြီးတော့စစ်ကောင်စီတပ်ကဒရုန်းလက်နက်ကြီးပစ်ကူမနာရန်ရယူပြီးတော့ထိုးစစ်ဆင်တာကြောင့် KNL ပူးပေါင်းစစ်ကြောင်းဘက်ကလက်ကကော်မျိုးသစ်ကနေမီတချို့ကိုလက်လွတ်လိုက်ရတာဖြစ်ပါတယ်ဒီစစ်ရေးတရင်ချင်းမြစ်တူပြောတာကလက်ကကော်ကအလုံးစုံမရသေးပါဘူး တဝက်တော်ရသွားတယ်ပြောရရင်နေတိုင်းကြိတ်နေတယ်ဒီဒီဘက်ကလည်းအဲ့ဒီဘက်မှာသွားတောင့်ခံထားကြတာလက်ကကောကတော့လက်ရှိမှာစစ်မြေပြင်ဖြစ်နေတယ်စစ်လော်ဘီကတော့ကရင်ပြည်နယ်တစ်ခုလုံးတောင်ရပြီလို့ဒီတရင်တောင်တင်းနေကြတာလို့ပြောပါတယ်ပြီးတော့စစ်ကောင်စီဝါဒဖြန့်သတင်းတွေမှာတော့စစ်တပ်ကလက်ကကောမျိုးသစ်ကိုအလုံးစုံသိမ့်ပိုက်ရရှိပြီလို့ဝါဒဖြန့်ထားကြပါတယ် ဒီလက်ကကော်မျိုးတစ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်ကထိခိုက်ကြဆုံးတာတွေများပေမဲ့နောက်ချံစစ်မှုထမ်းတပ်သားစ်တွေကိုအင်အားဖြစ်တင်းပြီးတော့မနာရထိုးစစ်ဆင်နေလို့ဒီအခုလိုကြဆုံးသွားတာလို့စီရေးသတင်းရင်းမြစ်တွေကပြောကြပါတယ်ခင်ဗျာဒီလက်ကကော်မျိုးတစ်မှာတိုက်ပွဲပြင်းထန်နေတာကြောင့်အနီးနားကကျေးရွာပေါင်း၁၀ရွာကျော်ဟာရွာသားအယောက်၃၀၀၀လောက်စစ်ဘေးရှောင်နေ ကြရပါတယ်ခင်ဗျာ နောက်သကိုင်းတိုင်းဝက်လက်မြို့ကစစ်ရေးတရင်တစ်ခုကိုဆက်ပြီးတင်ပြပါမယ်။စက်တင်ဘာလ18ရက်နေ့မန္တလေးမြို့ကောဝန်စိတ်ကန်းကတန်ကွန်သင်းမိုးနဲ့အေယော်ရီမြေကျောင်းအတိုင်းဆန်တက်လာတဲ့စစ်ကောင်စီတပ်သားတွေဟာစက်တင်ဘာလ18ရက်မွန်းတက်12နာရီဝန်းကျင်ဝက်လက်မြို့နယ်အောက်တပ်ရွာကိုရောက်ရှိခဲ့ပြီးတော့ယာယီအခြေချတပ်ဆွဲခဲ့တာလို့သိရပါတယ်။အရာကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေကစက်တင်ဘာ17ရက်နေ့ကစတင်ပြီးတော့ဝိုင်းဝန်းပိတ်ဆို့က အပေါ်တက်ရွာမှာအတင်းဆောင်ကျူဆောင်တိုင်းခဲ့ပါတယ်စက်တင်ဘာ28နေ့မွန်းတက်12နာရီ10မိနစ်အချိန်အကြံဖက်စစ်တကစစ်ကြောင်းထိုးလာတာကြောင့်အပြန်လန်တိုက်ပွဲဖြစ်ပွားခဲ့တာလို့သိရပါတယ်ခင်ဗျာဒီစက်တင်ဘာ28ရက်ကနေပြီးတော့စက်တင်ဘာ28ရက်နေ့ထိထိတွေ့တိုက်ပွဲတွေမှာစစ်ခွေးတွေဘက်က30လောက်တည်တယ်လို့သိရတယ် ဒီစက်တင်ဘာ16ရက်နေ့ကနေစပြီးကျွန်တော်တို့တော်လန်ရေးတပ်ဖွဲ့တွေဘက်ကစစ်ကြောင်းကိုဝိုင်းထားတာပါပထမတိုက်ပွဲဖြစ်ပြီးတော့စစ်ခွေးတပ်ကထိနာပေမဲ့နောက်တစ်ကြိမ်အင်အားထပ်ဖြည့်ပြီးတော့စစ်ကြောင်းထိုးလာလို့ခရမ်းမလုံလောက်တဲ့အတွက်ပေါ်တက်ရွာကနေခဏဆုတ်ခွာခဲ့ရတယ်လက်ရှိအချိန်ထိတိုက်ပွဲကအကြီးကြီးမားမားမဟုတ်ပေမဲ့တခါတရံအသေးစားထိတွေ့တိုက်ပွဲတွေတော့ရှိပါတယ်လို့ဒီရွှေဘူခရိုင်တပ်ရင်း23ကတာဝန်ရှိသူကဒီရန်ကုန်ခေတ်သတင်းဌာနကိုပြောဆိုထားတာဖြစ်ပါတယ် ဒီအဲ့ဒီတိုက်ခိုက်မှုကိုရွှေဘုံခရိုင်အမှတ်15 28 23 26 93 96တူကဲသားဝီကန်တိုက်ရင်တွေပူပေါင်းခဲ့တာဖြစ်ပြီးတော့အဲ့ဒီတိုက်ပွဲအတွက်မှာချမ်ဖက်စစ်သားတွေအများပြားတည်ဆုံးတာကိုမြင့်မြင့်ရရောဖန်စည်းခံရတဲ့စစ်တုံးမှန်တွေရဲ့ပြပကျက်အရပါသိရတယ်လို့ရွှေဘုံခရိုင်တိုက်ရင်23ကတရင်ထုတ်ပြန်ထားတာဖြစ်ပါတယ်ခင်ဗျာနောက်ဒါပြီးတော့တနင်္သာရီတိုက်ရေပြည်မြို့နယ်ကစစ်ကြောင်း ကိုတိုက်ခိုက်တဲ့စီးရီးသတင်းတစ်ခုကိုဆက်တင်ပြပါမယ်။တနင်္သာရီတိုင်းရေပြူမြို့နယ်အတွင်းဝင်ရောက်လာတဲ့အင်အား200ကျော်ပါတဲ့အကြမ်းဖက်စစ်ကြောင်းဟာဘကောသွန်းရွာကိုရောက်လာပြီးတော့ရွာသားတွေကိုဖမ်းဆီးတာလူနေအိမ်တွေကိုဖျက်ဆီးတာရွှေငွေနဲ့လက်ဝတ်ရတနာတွေယူဆောင်သွားတာတွေလုဆောင်ခဲ့တဲ့အကြောင်းသိရပါတယ်ခင်ဗျာ။ အဲ့ဒီဘဂေါ်တော်ရွာကိုစစ်ကောင်စီစီးနှင်းပြီးတဲ့နောက်မှာစက်တင်ဘာလ29ရက်နေ့မှာအဲ့ဒီစစ်ကြောင်းဟာဝက်ချောင်းရွာကနေပြီးတော့တဆင့်ခမောက်ချောင်းရွာကိုရောက်လာပြီးတော့လူနေအိမ်တွေနဲ့ဆိုင်ကန်းတွေကိုဖျက်ဆီးလို့ဒေသအတွင်းမှာရှိတဲ့ပစ္စည်းတွေကိုထပ်မံယူဆောင်သွားတဲ့အကြောင်းလည်းသိရှိရပါတယ်ခင်ဗျာဒီစက်တင်ဘာ30ရက်နေ့မှာကျန်းဖက်စစ်ကောင်စီတပ်ဟာဧကနိရွာအနီးကိုရောက်ရှိခဲ့ပြီးတော့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့တိုက်ပွဲဆက်တင်ဖြစ်ပွားခဲ့ပါတယ် အဲ့ဒီတိုက်ပွဲဟာအောက်တိုဘာ၁ရက်နေ့ည6:00နာရီအထိဖြစ်ပွားခဲ့ပြီးတော့တိုက်ပွဲအတွင်းမှာစစ်တပ်ဘက်ကထိနာပြီးတော့လူနေအိမ်10လုံးကိုမိရှုက နေအိမ်တချို့ကိုလည်းဖျက်ဆီးသွားခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာဒီတိုက်ပွဲအတွင်းမှာကျန်းဖက်စစ်တပ်ဘက်က73တေဆုံးပြီးတော့ထိခိုက်ဒဏ်ရာသူတွေလည်းများပြားပါတယ်တိုက်ပွဲမှာတေဆုံးခဲ့တဲ့စစ်သားလောင်းတွေကိုနေအိမ်ထဲမှာထည့်ပြီးတော့မိရှုဖျောက်ဖျက်ခဲ့ပြီးတော့မိလုံကျွမ်းတာမရှိတဲ့စစ်သားလောင်းတွေကိုတော့တော်လိုက်ပူပေါင်းတပ်တွေက မီးရှို့တကြိုပေးခဲ့ရတယ်လို့လည်းသိရပါတယ်ခင်ဗျာအဲ့ဒီအကျန်းဖက်စစ်တပ်စစ်ကြောင်းရဲ့မီးရှို့ဖျက်ဆီးတာတွေကြောင့်နေအိမ်ဆယ်လုံးပြာကျခဲ့ပြီးတော့ကျန်းဖွတ်အမဟောင်းပြူစောတိနိုင်ဦးရဲ့နေအိမ်အပါဝင်ကျန်းဖွတ်အမကန်တို့ရဲ့နေအိမ်၅လုံးလည်းပြာကျခဲ့တယ်လို့သိရပါတယ်ခင်ဗျာအခုပွင့်လင်းရသည်တဲ့ရောက်ပြီးသူတို့နေရာတိုင်းမှာတိုက်ပွဲတွေပြင်းထန်လာနိုင်တယ်ရန်သူက ဒီစစ်ကြောင်းတွေလည်းမြို့နယ်တိုင်းမှာလက်ပတ်သွားနေတယ်တွေ့တဲ့လူငယ်တွေပေါ်တာဆွဲဖမ်းသီးတာတွေကြုံနေရတယ်အဲ့ဒီတော့ဒီခွေးစစ်ကြောင်းတွေဝင်လာရင်မတွေ့အောင်နေကြဖို့အရေးကြီးတယ်နောက်တစ်ချက်ကတဝဲခရိုင်ထဲမှာလေကြောင်းကနေတိုက်ပွဲမရှိဘဲရွာတွေထဲကိုအကြောင်းမဲ့ဘုံကျဲတက်ခိုက်တာတွေရှိလာတယ်ဆိုတော့လေရင်ကိုလည်းတတိထားဖို့အကြံပြုတိုက်တွန်းထားပါတယ်ဒီအဲ့ဒီတိုက်ခိုက်မှုကိုတဝက်ခရိုင်တပ်ပေါင်းစုရေပြူမြို့နယ်အခြေစိုက်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်ပူပေါင်းဖွဲ့တွေကပူပေါင်းလှုပ်ဆောင်ခဲ့ကြပြီးတော့တပ်ဖွဲ့အတွင်းမှာတော်လိုင်းပူပေါင်းတပ်တွေဘက်ကရဲဘော်တို့မြင်းမြတ်စွာကြာဆုံးခဲ့ပြီးတော့ရဲဘော်တို့ဦးလည်းမဆုံးရင်ရဒဏ်ရာရရှိခဲ့တဲ့အကြောင်းလည်းသိရှိရပါတယ်ခင်ဗျာနောက်သတင်းတပုတ်ကတော့ဒေါန်ဆန်းစုကြည်ရဲ့တာကိုထိန်လင်းကဒီမြန်မာမီဒီယာတွေ ကိုပံ့ပိုးကူညီကြဖို့နှိုးဆော်တိုက်တွန်းထားပါတယ်မြန်မာနိုင်ငံရဲ့အကျဉ်းစားဒီမိုကရေစီခေါင်းဆောင်ဒေါက်ဆန်းစုကြည်ရဲ့တာကင်အရစ်ခေါ်ကိုထိန်လင်းက လွတ်လပ်တဲ့သတင်းမီဒီယာတွေဖြစ်တဲ့ The Arawari DVB နဲ့မြန်မာနောင်တို့ကိုပံ့ပိုးပေးဖို့တောင်းဆိုလိုက်ပါတယ်။မြန်မာနိုင်ငံရဲ့လွတ်လပ်တဲ့မီဒီယာတွေဖန်ဆီးခြင်းတိုက်ခိုက်ခြင်းနိုင်ငံရဲ့အကြောက်ကိုထွက်ပြေးတိမ်းချောင်းရခြင်းစစ်အုပ်စုကစင်စာဖြတ်ပိတ်ဆို့ခြင်းနဲ့အလူရှင်တွေဌာနကနေငွေကြေးထောက်ပံ့မှုရပ်ဆိုင်းသွားတာတွေကိုရင်ဆိုင်နေရတဲ့အကြောင်းသူရဲ့မွေးနေ့အခမ်းအနားမှာကိုထေလင်းကပြောခဲ့တာပါ ကျွန်တော်မွေးရမှာမမေ့စီကတိမရခဲ့တဲ့မြမဒလိအတိုင်းကောင်းတဲ့အလုပ်တစ်ခု လုပ်ချင်ပါတယ်ကျွန်တော်အတွက်အဲ့ဒီကောင်းတဲ့အလုပ်ဆိုတာကမြန်မာနိုင်ငံရဲ့လွတ်လပ်တဲ့မီဒီယာတွေကိုပံ့ပိုးရည်တည်ကူညီပေးခြင်းဖြစ်ပါတယ်သူတို့ဟာကျွန်တော်တို့မိမိရဲ့အခြေအနေအမှန်တွေသိရှိသေးုံသာမကပဲမြန်မာနိုင်ငံအနှံ့ငှက်မိသားစု ပေါင်းများရဲ့အကြောင်းကိုလည်းသိဖို့ရာအင်မတန်ရေးပါပါတယ်တရင်တောက်တွေဟာတရင်ရဲရုံနေမဟုတ်ပါဘူးဒီမိုကရေစီအတွက်အရှိကနေပြီးတော့တိုက်ပွဲဝင်နေသူတွေဖြစ်ကြပါတယ် သူတို့ဟာကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေကိုဆက်လက်ရှင်းသားနေသေးဖို့လှုံ့ဆော်တယ်။အမှန်တရားကိုဖော်ထုတ်ဖို့ဒုက္ခအန္တရာယ်မျိုးစုံ တွေ့ကြုံရတယ်လို့သူကဗီဒီယိုမှာဖော်ပြပြောဆိုထားပါတယ်။ဒီလွတ်လပ်တဲ့မီဒီယာတွေဟာမြန်မာပြည်သူတွေရဲ့အတန်အမကမြန်မာနိုင်ငံရဲ့ဒီမိုကရေစီလှုပ်ရှားမှုအတွက်တက်ကြွတဲ့အင်အားစုတစ်ခုဖြစ်တဲ့အကြောင်းဖော်ပြခဲ့ပါတယ်။ကျွန်တော်တို့ဝိုင်းပြည်မကူညီရင် သူတို့ရဲ့အတန်နဲ့အမှန်တရားတွေဟာ အိတ်ဆိတ်သွားနိုင်တဲ့အခြေအနေမှာရှိနေပါတယ်လို့ပြောပါတယ်။ပြီးတော့အမှန်တရားအတွက်အကူအညီလိုတဲ့လွတ်လပ်တဲ့မီဒီယာတွေနဲ့ယက်တီကူညီပါတင်ရက်မီဒီယာတင်တီလက်မီဒီယာလို့လည်းရေးသားထားပါတယ်ခင်ဗျာ။နောက်တဲ့ရင်တစ်ပုဒ်ကတော့မင်းတုံးမှာစစ်ကောင်မရှင်စစ်ကြောင်းကိုတိုက်ခိုက်တာမှာတေဆုံးမှုတွေများတယ်လို့ဆိုပါတယ်ခင်ဗျာ။မကွေးတိုင်းမင်းတုံမြို့ပေါ်ကလက်ချောင်းရဲတကန်းကိုတာဝန်ချင်းဖို့လာတဲ့စစ်ကောင်မရှင်စစ်ကြောင်းကို ဒီခုံတိုင်ရွာနီးမှာကြားဖြတ်တိုက်ခိုက်တာမှာစစ်ကောင်မချင်းတပ်သားတွေတေဆုံးမှုရှိတဲ့အကြောင်း United State of Burma Army အဖွဲ့ကထံကနေပြီးတော့သိရှိရပါတယ်ခင်ဗျာဒီအော်တိုဘာလ9ရက်မနေ့7နာရီအချိန်မှာစစ်ကောင်မချင်းတပ်သားနဲ့ရဲတပ်ဖွဲ့ပူးပေါင်းအား40လောက်ပါဝင်တဲ့အဲ့ဒီစစ်ကြောင်းဟာတိုက်ခိုက်ခံရတာဖြစ်ပါတယ်အဲ့ဒီစစ်ကြောင်းဟာအိဒီကားကိုနောက်မှထားပြီးတော့ချင်းလင်းစစ်ကြောင်းနဲ့ဒီအလဲချောင်းစကန်းကိုလာရောက်တာဖြစ်ပါတယ်လို့၎င်းကဆိုပါတယ် သူပြောတာကဒီတိုက်ပွဲအချိန်15မိနစ်လောက်ကြာမြင့်ခဲ့ပြီးတော့စစ်တပ်ကထိခိုက်ကြဆုံးတာရှိတာမျက်မြင်တွေ့ခဲ့ရပေမဲ့အချက်လက်အတိအကျမသိရှိရဘူးလို့လည်းပြောပါတယ်ခင်ဗျာတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာဒီစစ်ကော်မရှင်စစ်ကြောင်းဟာမင်းတုံးမြို့ပေါ်ကိုပြန်လည်ဆုတ်ခွာသွားပြီးတော့အပြန်လန်းတလျှောက်မှာရှိတဲ့ကြေးရွာတွေကပစ္စည်းတွေကိုလူယူသွားတဲ့အကြောင်း USPA အဖွဲ့ကဆိုပါတယ်ခင်ဗျာ ဒီလမ်းတစ်ချောင်းမှာရှိတဲ့လူငယ်တွေကိုပေါ်တာဆွဲခေါ်ပြီးတော့တချို့ကိုအကြောင်းပြချက်မရှိဘဲနဲ့ဖမ်းဆီးပြီးဒီတချို့ကြတော့ပြည်သူနေအိမ်တွေကိုစားသောက်ကုန်တွေနဲ့တခြားတံပိုးကြီး3000ပစ္စည်းတွေကိုလည်းခိုးယူသွားတယ်လို့ကုတာချိုကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ3ရက်နေ့ကလည်းမင်းတုံမြို့နယ်ကြောက်တိုင်တိုက်နယ်ဆေးရုံမှာတက်ဆွဲထားတဲ့စစ်အုပ်စုဂိတ်စခန်းတက်ချင်းချင်းပြည်ပြန်လာတဲ့အင်အား60ပါစစ်ကော်မရှင်တပ်ရဲ့ယင်းနှစ်စီးကိုတရက်မြို့နယ်တရက်မင်းတုံလမ်း ပယ်မခန်းရွာလမ်းပေါက်မှာခြုံကူပျောက်ကြားတိုက်ခိုက်တာမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေထိခိုက်တိုက်စုံမှုများရှိခဲ့တဲ့အကြောင်း USBA အဖွဲ့ကနေပြီးတော့သိရှိရပါတယ်ခင်ဗျာအော်ဒူဝါလာ6ရက်နေ့ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီများသာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းအွန်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ